တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကို ကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြခင်ရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီး29အခန်းငယ်33ကနေအခန်းငယ်66အထိကိုဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာလေ့လာမှာဖြစ်ပါတယ် ကားတိုင်းဖြတ်ပွေးဆိုတဲ့ခေါင်းစဉ်နဲ့အစပြုကြပါစို့ရှင်မဖဲခရစ်ဝင်အခန်းကြီး29ငွေ33ဦးကောင်းကွန်အရတ်ဟုဆိုလိုသောဂောလာဂောသအမည်တွင်သော အရတ်သို့ရောက်ကြသောကားတိုင်းမှာတန်တွေစုတွေနဲ့မရိုက်ခင်ကားကျက်ပြီးတော့မဆက်ခင်ကလေးကမျော့နေအောင်ခံစားရတဲ့ခရစ်တော်ဇရွေးတွေနဲ့ပေးချန်နေတဲ့ခရစ်တော်စူးတရဖူကိုစွတ်ပြီးတော့ရုပ်ပြက်ဆင်းပြက်အရိုက်ခံထားရတဲ့ခရစ်တော်ဟာ ရန်သူတွေအချမ်းအရန်နဲ့ဥကောင်းကွန်အရက်ဆိုတဲ့ဂောလာဂောသအမိပြင်းတဲ့နေရာကိုရောက်လာပါပြီ။ယေရုရှလင်ကနေမလန်းမကန်းလမ်းမကြီးတစ်ခုနဘေးမှာရှိတယ်လို့ဆိုတဲ့နေရာပါပဲ။အဝေးကမြင်ရတဲ့နေရာလို့လည်းပြောကြတယ်။ဥကောင်းကွန်နဲ့ဆင်တူတဲ့ဂုံလူသက်ကုန်းတဲ့ပေါ့။ဂောလာဂောသကိုကရာနီတောင်ကုန်းလို့လည်းခေါ်ကြပါတယ်။ကရာနီဆိုတာအင်္ဂလိပ်လို Calvary ဆိုတဲ့ဝေါ်ဟာရလက်တင်လို Calvarium လို့ခေါ်တဲ့ဝေါ်ဟာရ ငူရင်း Greek မှာကတော့ cranium လို့ခေါ်ပါတယ်။အဲ့ဒီ cranium ဆိုတာဟာဒီကနေ့ဆေးပညာမှာလဲ cranium လို့ခေါ်တဲ့ဥကောင်းအယိုးစုရဲ့အခေါ်အဝေါ်ဖြစ်လာခဲ့ပါတယ်။ဒါကိုအနောက်တောင်အာရှသုံး Arimic မှာကျတော့ Gola Gotha ဆိုပြီးတော့ဖလှယ်ပြီးတော့ခေါ်ဝေါ်ပါတယ်။ Krani တောင်ကုန်းသို့မဟုတ် Gola Gotha အမည်ရှိဥကောင်းကုန်းနဲ့တူသောလူသက်ကုန်းကိုမဟာမိတ်တပ်တွေဟာ Israel ကိုသိမ်းတဲ့အချိန်မှာဘိုးချုပ်ကြီး Gordon ဆိုတဲ့ပုဂ္ဂိုလ်ကြီးက ြန်ပြီးတော့နေရာရှာဖွေသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါလေ။သူသတ်မှတ်ခဲ့တဲ့နေရာဟာအတော်ကြီးကိုခိုင်ခိုင်လုံလုံရှိတဲ့နေရာဟောင်းလို့ကျွန်တော်ယူဆပါတယ်။ကျွန်တော်အစ္စရေးလကိုရောက်တုန်းကဆိုရင်ဒီအရက်ကိုမြင်လိုက်ရတာနဲ့ယင်းထဲမှာစိတ်ငြင်းနဲ့ကြက်သိမ်းငွေငင်းထလောက်အောင်ကျွန်တော်ဟာခံစားခဲ့ရပါတယ်။အဲဒီလိုပဲခရိယန်တယောက်အနေနဲ့လည်းဘုရားသခင်ရဲ့မေတ္တာတော်ကိုချက်ချင်းပဲအဖဲထဲမှာစိတ်ငြင်းနဲ့ထိတွေ့နိုင်တဲ့နေရာပဲဖြစ်ပါတယ်။အဲဒီဂောလာဂောသကိုရောက်တဲ့အခါဆိုပြီးတော့ ဒီအကြောင်းကိုအသေးစိတ်ဆက်ရအောင်မယ်ဆိုရင်တော့အငယ်34မှာကြည်ပါဆေးကားနဲ့ရောသောပုံးရည်ကိုကိုတော်အားသောက်စိတ်သောငါအေးလျင်ညီးစမ်းတော်မူ၍မသောက်ချင်ပင်နေလေ၏ဒီကြမ်းချက်ကိုအခုလိုဖတ်ရတဲ့အခါကျတော့ဒါဝိဒ်မင်းကြီးဖွင့်နေခဲ့တဲ့ဆာလံသချင်းတီတဲက69ခုမြောက်သောဆာလံအငယ်27ကိုတွားပြီးတော့တရိယာစရာဖြစ်နေပါလေအဲ့ဒီကျမ်းမှာဖွင့်ထားတာကတော့လေတနာသောသူကိုကြည့်၍မမြင်သက်သာစေသောသူကိုရှာ၍မတွေ့ရပါ အကျွန်ုပ်စားစရာဖို့ဆေးကားကိုကျွေးကြပါ၏။ရေငတ်သောအခါပုံးရည်ကိုတိုက်ကြပါ၏ဆိုတဲ့ကျမ်းပဲဖြစ်ပါလေ။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး28အငယ်35ကိုတော်ကိုလဝါကတိုင်မှရိုက်ထားပြီးလျှင်အဝတ်တော်ကိုလည်းစည်ရည်တံချ၍ဝေဖန်ကြ၏။ဒါဟာလေပရောဖက်အနာဂတ်တိစကားပုံမူပြီးတော့မှန်ကန်ဖို့ဖြစ်လာပြန်လေဆိုတာတွေ့ရပါလေ။ဘလို့အံ့ဩဖို့ကောင်းတယ်လေ။ဆလံတချင်းအမှတ်စဉ်22အငယ်78မှာဘယ်လိုဆိုထားတယ်လဲဆိုတာကိုပြန်ကြည့်ကြအောင်သူတို့သည် ကျွန်ုပ်ကိုကြည်မြင်၍အားရစေနေကြပါ၏အကျွန်ုပ်၏အဖို့ကိုအချင်းချင်းဝေဖန်၍ကျွန်ုပ်အင်းကြီးကိုစည်ရံချကြပါ၏အဲ့ဒီလိုဒါဝိမင်းကြီးကကြိုတင်ပြီးတော့ကြော်မြင်ပြီးတော့ကြပြာဆက်ဆိုခဲ့တယ်အလောက်တိုက်ဆိုင်နေတဲ့အံ့ဩဖို့ကောင်းတဲ့ပြေဆုံးခြင်းလေအငယ်36ထိုအရက်လိုက်လေထိုင်ရက်စောင့်နေကြ၏ဒီလောက်အထိလူမဆန်နိုင်အောင်ဖြစ်နေတဲ့မြင်ကွင်းညီအဟုတ်တွေနဲ့ပြည့်နေတဲ့ကားရိုင်ရဲ့နဘေးမှာမသိမရှင်းဖြစ်နေတဲ့ယေရှုကို စောင့်ကြည့်နေတယ်ဆိုတဲ့လူပြိဿအကြောင်းကိုမြင်ရတော့ဒါလည်းရင်ပိန်တုံစရာမကောင်းဘူးလား။ဒါချင်းတော့ဒီလူတွေစောင့်ကြည့်နေတယ်လို့ထင်လေ။ပျော်လို့ပေါ့။အဲ့ဒီတော့လူဆိုတဲ့သတ္တဝါရဲ့အစဉ်အတန်းဟာဘလောက်ညံ့တယ်လဲဆိုတာကိုမိတ်ဆွေတို့စဉ်းစားပါကြည့်။ရာဇဝတ်ထောင်ထဲကလူတွေကိုတော့ပြီးလက်ညှိုးမထိုးနဲ့။ကလေးကချေတွေအပေါ်စားတွေမိမတွေနဲ့ပြေဝနေတဲ့ရက်ွက်တွေကိုတော့ပြီးတော့အပြစ်ဆိုပြီးတော့မညှိုးနဲ့။အဲ့ဒီနေရာတွေကိုလက်ညှိုးတစ်ချောင်းထိုးရင်လေကိုကိုလက်ညှိုး၆လေးချောင်းကပြန်ထိုးပြနေလိမ့်မယ်။ ဟုတ်တယ်ကျွန်တော်လူသားအချင်းချင်းဘလူဘလူကိုမှမနှင်ရနဲ့အကုန်လုံးဘူးတွေကြီးတယ်ကိုအပါဝင်အကုန်လုံးဟာအပြည့်နဲ့တယောက်မှမกินဘူးအဲ့ဒီကရာနီလူသားပွဲပြိပတ်တီတဲမှာတော့တယောက်သောသူဟာအံဩစရာပါနေတယ်တာရှုမြူသားရှောလူဆိုပြီးတော့သူ့ကိုကျွန်တော်တက်ဆတယ်ခရစ်တော်မုန်ကြီးရေသမားခရစ်ယာန်တွေကိုအသေးလေးမုန်းတယ်လူအရှင်လက်လက်လိုက်ပြီးတော့သတ်ချင်တဲ့အချိန်ပွေးစားခဲ့တဲ့လူသားသမားရှောလူပေါ့နောက်ပိုင်းမှာသူမုန်းကြီးရတဲ့ခရစ်တော်အတွက် အသက်ကိုပေးပြီးတော့အမှုတော်ကိုဆောင်ခဲ့တဲ့ပေါလုအဖြစ်ဘဝပြောင်းလဲခဲ့သူရှောလုပေါ့။ဘာဖြစ်လို့ဒီအထက်မှာသူပါတယ်လို့ကျွန်တော်ယူဆတယ်လေ။နောက်ပိုင်းတိမောသေဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်15မှာကြည့်ရင်အပြည့်ရှိတဲ့လူတွေထဲမှာငါဟာအကြီးဆုံးအပြည့်သမားတယ်လို့သူဝန်ခံတာကိုတွေ့ရလို့ပဲဖြစ်ပါလေ။ပြီးတော့သူ့ရဲ့မပြောင်းလဲခင်စက်တန်းတစ်လျှောက်မှာခရစ်တော်နဲ့ပတ်သက်တဲ့အဝန်အဝိုင်းကိုမြေလံစနစ်နဲ့အမြင့်ဖြုတ်ပြီးတော့တိုက်ဖြတ်ပစ်ဖို့အထီး ျိုးပန်းခဲ့တာတွေကိုထောက်ပြီးရင်သူကလည်းအဲ့ဒီရောင်တော်ပြန်နဲ့ရောသက်တဲ့လူတွေစရီးနဲ့ထွေးတဲ့လူတွေမျက်စိပိတ်ပြီးတော့တူတူပုံးတဲ့လူတွေထဲမှာပါလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းလာပဲဖြစ်တယ်။ရှင်မဘက်ခရွင်ကျန်းအခန်းကြီး28အငယ်39မှ40အပြစ်ဖော်ပြသောကပီးလိပ်စာချက်ဟူမူကားဤသူသည်ယူရရှင်ဘုရင်ယေရှုပေသည်။အဲ့ဒီလိုရေးပြီးတော့ခေါင်းတော်ပေါ်မှာတက်တရီဆိုပြီးတော့ဖော်ပြထားပါတယ်။ထိုအခါကိုရိုနှင့်တကွဓမြနှစ်ယောက်တို့ကို လက်ရတော်ဘက်၌တယောက်လက်ဝဲတော်ဘက်၌တယောက်လက်ဝါးကတိုင်မှရိုက်ထားကြ၏လမ်းမှာသွာလာသောသူတို့ကလည်းဗိမှန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းဤဆောက်ပြန်သောသူကိုကိုကိုကဲ့တင်လော့ဖျားသခင်သားတော်မှန်လျင်လက်ဝါးကတိုင်မှဆင်းလော့ဟုမိမိတို့ကောင်းကိုညှိ၍ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏ရှမဗက်ခရင်ဂျန်ခန်းကြီး29အငယ်39ကနေ40အတွင်းမှာတွေ့ရတဲ့ကျမ်းပါလေဒီလိုသူ့ကိုပြောဆိုကဲ့ရဲ့နောက်ပြောင်နေကြတဲ့လူတွေဟာ တကယ်တော့တော်တော်ကြီးရည်စရာကောင်းတဲ့လူတွေပဲပြစ်နေပါလေသူတို့ဘာမှားနေတယ်လေဘယ်လိုရည်စရာကောင်းနေတယ်လဲဆိုရင်တော့ဘုရားသခင်ရဲ့သားတော်မှန်လို့အသိခံတာဘယ်သာမန်လူသားမှမတတ်နိုင်တဲ့ဒီဒုက္ခကြီးကိုတမင်ခံတာဘုရားမို့လို့ကိုဒီလောကတိုင်းပေါ်ကနေတမင်မစင်းသက်တာဆိုတာကိုသူတို့သဘောမပေါက်နိုင်ကြကြလို့ပါပဲအဲ့ဒီလိုလူတော်ဝါတွေဟာအင်မတိအင်မတန်လင့်ကြတဲ့အမြင်အတွေးသာရှိတယ်ရက်ဆက်မှုအပေါင်းသရဖူတွေစောင့်နေကြတဲ့အချိန်မှာအာဩဖို့ကောင်းနေတဲ့အချက်ကတော့ ယစ်ဘရောဟိတ်မင်းအကြီးတွေနဲ့ကျမ်းပြူဆရာတွေလူအကြီးအကဲတွေကိုယ်တိုင်ကလည်းပါဝင်ပြီးတော့အဲ့ဒီလူဘိန်းနေတဲ့အတူတူရောင်တောင်ပောင်တောင်နဲ့ပြည့်ရဲ့ပြည့်ကြတဲ့အကြောင်းပါပဲသူတို့ကသူတို့ရဲ့ဝတ်ဖြူစင်ကြယ်ကြီးတွေတော့ကိုတောင်မှအာမနာခဲ့ကြဘူးလေအငယ်41နဲ့40နှစ်မှာအခုလို့ဆိုတယ်ထိုနည်းတူယစ်ဘရောဟိတ်အကြီးကျမ်းပြူဆရာလူအကြီးအကဲတို့ကဤသူသည်သူတစ်ပါးတို့ကိုကယ်တင်တတ်၏ကိုကိုကိုမကယ်တင်နိုင်ပါတကားဣသရေလဘုရင်မှန်ဟင်း လက်ဝါးကတိုင်မှယခုသင်ပါလေစီသင်းလင်ငါတို့ယုံကြည်ခြင်းဆိုပြီးသေးသေးသိမ့်သိမ့်လေးဝင်ပြောကြတာဒီကိုအံဩပွေတွေ့ရလို့ပါပဲကျွန်တော်ပြောခဲ့ပြီးပြီနော်ခရစ်တော်ဟာလက်ဝါးကတိုင်ကမစင်းတာကိုကကယ်တင်ရှင်ဘုရားသခင်ဖြစ်လို့ဒါကိုသူတို့သဘောမပေါက်ဘူးသူတို့ဟာအထက်ကလူတွေလိုပဲဘာမှထူးခြားခြင်းမရှိပါဘူးလူဟာလူပါပဲယေဘရဟိတ်ကြီးနဲ့လူကြီးကဲတွေကျန်တဲ့ကြီးတွေဆိုပြီးတော့ရဲစရာလိုဖြစ်နေတာပေါ့ခရစ်တော်ရွေးချယ်တဲ့လမ်းကြောင်းကိုက လူကပါရဲ့အပြစ်တွေအတွက်အဖလီခံရမယ်လမ်းသူတို့ကဘုရားသခင်ရဲ့အဆင့်ကိုမြှောင်မတွေးနိုင်တဲ့အခါကျတော့ဒီပေချင်းဟာအရှုံးပေးရခြင်းသက်သက်လို့သဘောပေါက်နားလည်နေကြတယ်။ဗာမန်လူသားတယောက်ဆိုရင်တော့ဒါဟာအမှန်ပဲပေါ့။တရားမှာကြောက်ပြီးတော့ကားတိုင်းပေါ်ကနေမတက်နိုင်ရင်អော်ပြီးတော့ငိုမယ်။တက်နိုင်ရင်ခုံစင်းထွက်ပြေးမှဒါသဘာဝပဲမဟုတ်ဘူးလား။အဲ့ကမျိုးမှသဘာဝကျတယ်ဆိုတာတော့ပဲသိတဲ့အတန်းအစားအပြစ်လူသားတွေထဲမှာဗာမန်လူတွေမပြောနဲ့။စောင်းကကျွန်တော်ပြောတဲ့ဝှဖြူစင်ကြီးတွေပါပါတယ်။ သူတို့ကိုယ်တိုင်ကိုကားစဉ်တင်မယ်ဆိုရင်လေသူတို့ကတော့အဲ့ဒီလူပဲထွက်ပြေးမဲ့လူတွေပဲကားစဉ်တင်မယ်လို့ပြင်ဆင်တဲ့အချိန်ကစပြီးသူတို့ကိုစစ်ဆေးမေးမြန်းပြီးဆိုတဲ့ဗလတီနန်နေလျှောက်ပြောမယ်မလွတ်လွတ်အောင်ဘောလီဘောပုတ်လို့လျှောက်ပြီးတော့ပြောမယ်ဆိုတဲ့လူမျိုးတွေရှောင်မဲ့လူမျိုးတွေမဟုတ်ဘူးလားဒါတော့ခရစ်တော်ရဲ့လူပောင်အပြစ်များကိုအသွေးနဲ့ရွေးယူခြင်းဆိုတာကိုသူတို့ဘယ်လိုနည်းနဲ့သဘောပေါက်မလဲညံ့မိမလဲဝိညာဉ်စိတ်သဘောလဲဒီအချိန်မှာသူတို့အရှင်းမရှိကြဘူး နေကြတဲ့လူစရိုက်နေတယ်ဒီကေတင်ရှင်ရဲ့ဖလေချင်းဟာအရသာခံပြီးတော့ကြည့်ရမယ်ပွဲမျိုးဖြစ်နေတယ်တဲ့ပြီးတော့သူများကိုတော့ကေတင်တယ်ကိုကိုကိုမကေတင်နိုင်ဘူးဆိုတဲ့စကားသူတို့ပြောတဲ့အတိုင်း fake မှန်နေသူများဆိုတဲ့လူအဖွဲအစည်းအတွက်သာသူကေတင်ဖို့လာတာကိုကိုကိုမကေတင်ဘူးလေသူလာတာကကျွန်တော်မိတ်ဆွေတို့အတွက်ပဲသူ့အတွက်မှမဟုတ်တာဘယ်လိုလုပ်ပြီးဒီအစိခံချင်းကိုသူရှောင်ကွင်းသွားမလဲဆင်းပါဆင်းငါတို့ယုံနေတဲ့ သူတို့ကထပ်ပြီးတော့ပြောလိုက်သေးတယ်။ဘလောက်ပဲသူတို့ကဒီလိုပြောပြောကျွန်တော်ကတော့ဒီလူတွေဟာခရစ်တော်ကိုယုံကြည်မယ်လို့မထင်ဘူး။တခုတော့ရှိလေရဲ့ယုံသည့်တိုင်အောင်လေဖျားသခင်ဆိုတဲ့အတိုင်းအတာအထိယုံမှာမဟုတ်ဘူး။ဖျားသခင်သားတော်ဆိုတဲ့အတိုင်းအတာအထိယုံမှာမဟုတ်ဘူး။အေးမျက်လက်ပညာရှင်ပျောက်စေဆရာကြီးအဖြစ်လောက်သာယုံကြမှာမဟုတ်ပါပဲ။အငယ်53သူသည်ဖျားသခင်ကို ကိုးစားပြီးငါသည်ဖျားသခင်သားဖြစ်၏ဟုဆိုပြီး ထို့ဖြစ်၍ဘုရားသခင်သည်သူ၌အလိုတော်ရှိစဉ်ယခုပင်ကဲတင်တော်မူပါလေစေဟုပြည့်ရဲ့ပြု၍ပြောဆိုကြ၏ဝိညာဉ်ရေးရှုထောင့်နဲ့ကဲတင်ရေးရှုထောင့်ကနေပြီးတော့တာမမြင်နာအခုခေတ်သိပ်ပံပညာရှင်ကြီးတွေအတိုင်းလေသိပ်ပံဤကြတော့တွေးရကြလေရဲ့မဆိုးဘူးလေဘုရားသခင်သားဆိုရင်ဘုရားသခင်ကအခုကဲပါစေလေတဲ့ရုပ်ရှင်ထဲကမိမကြီးတွေရန်တွေ့တာနဲ့မတူဘူးလားဘုရားသခင်ကိုယ်တိုင်ကလူတွေကိုချစ်ချင်းကြောင့်အပြစ်များကိုအသေးခံ သွေးသွင်းပြီးတော့ရွေးဖို့လာတာကိုအခုထိနှမ်းစီမှသူတို့မသွေးဆမနိုင်ရဘူးနှခမ်းတလန်ပန်းတလန်နဲ့ခရစ်တော်ကိုလုံးဝမတုံ့ပြန်နိုင်ရှာတဲ့ခရစ်တော်ကိုပေါ်ပြီးတော့ရန်တွေ့နေကြတယ်အငယ်54ထိုနည်းတူကိုရောနှင့်တကွလက်ဝါးကတ်တိုင်မှာရိုက်ရိုက်ထားသောတပြားတို့သည်လေဓမြတို့သည်လေကဲ့ရဲ့အပြစ်တင်ကြ၏ခရစ်တော်ရဲ့နဘေးကဓမြတယောက်ဟာခရစ်တော်ကိုယုံကြည်ပြီးတော့ခရစ်တော်ဟာဖျားသခင်ကယ်တင်ရှင်အဖြစ်လက်ခံလိုက်တဲ့အချက်ကို ရှင်မသဲမှာမဖော်ပြထားပါဘူးအဲ့ဒီဓမြကိုခရစ်တော်ဟာမင်းဟာဒီကနေ့ငါနဲ့အတူပရတိသူ့ဘုံကိုရောက်ရမယ်ဆိုပြီးတော့ဂရိစကားပေးခဲ့တယ်ဆိုတာကိုလည်းဒီမှာဖော်ပြမထားပါဘူးတခြားကျမ်းတွေကိုလေ့လာတော့မှဆက်လက်ပြီးတွေ့ရှိရပါလိမ့်မယ်အခုဖော်ပြချက်ကတော့အဲ့ဒီဓမြတွေကိုနိုင်ငံလေသေကန်ကြီးမှာအောက်ကလူနယ်ပိန်းတုံးတွေနဲ့ရောယောင်ပြီးတော့သေကန်ကြီးမစီမဆိုင်ဥမျိုးနေတဲ့အတော်ကြီးကိုတရားကြဖို့ကောင်းတဲ့တစားပြင်းမြင်ကွင်းမဲ့လို့ကျွန်တော်သတ်မှတ်ခြင်းလေ လူသားရဲ့လောကဟာအဲ့ဒီလိုပဲအင်မတန်မှအဆင့်နှိမ့်ကြတယ်ဆိုတာကျွန်တော်တို့တွေးမြင်နိုင်မှုအထူးပဲအရေးကြီးပါတယ်။ရှင်မဖက်ခရဝင်ကျမ်းအခန်းကြီး28အငယ်55မွန်းတဲ့အချိန်မှစပြီးသုံးချက်ပြီးအချိန်တိုင်အောင်မြေတပြင်လုံးကိုမှောင်မိုက်အသည့်ဖြစ်လေ။ကျွန်တော်သင်သိရသောသမာကျမ်းမှာနှစ်ချိန်ဖော်ပြခဲ့ပူးပါတယ်။ဒီအဖြစ်ဆိုးကြီးရဲ့အထွတ်အထိပ်ဖြစ်ရတွေကိုဖျားသခင်တိခွင့်မပေးဘူး။တိခွင့်မပေးလို့လဲဘလောက်အထိ ခရစ်တော်မရှုမလှခံစားရတယ်ဆိုတာကို ဘယ်ကျန်းစရာကမှအတိအကျမဖော်ပြနိုင်ခဲ့ဘူးဒီအချိန်ကာလမှာလဝါကတိုင်းတော်ဟာအပြစ်တွေအပြစ်ယူဆောင်ထားတဲ့သိုးငယ်နဲ့အတူခရစ်တော်အဖို့ရစ်ပလင်ဖြစ်သွားပြီဒီအပိုင်းခြားဟာခရစ်တော်နဲ့ဘုရားသခင်နဲ့ပါသက်ဆိုင်နေဒါကြောင့်ဘုရားသခင်ကဒီနောက်ဆုံးမြင်ကွင်းကိုတမင်မှောင်ချပြလိုက်တာလေနင်းနေနော်တော့လေသုံးနာရီတိတိကြာသွားတယ်ရှမာဖက်ခရစ်ဝင်ကျမ်းအခန်းကြီး29ငွေ46သုံးချက်ဒီအချိန်၌ယေရှုကအေလီအေလီ လာမာရှာဘခသာနီဟုကြီးသောအစံနှင့်ကြွေးကြော်တော်မူ၏အနက်ကအကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟုဆိုလိုသည်ဂေသရှင်မှဥယင်လွမ်းညရင်ဆိုပြီးတော့ပြီးခဲ့တဲ့ဟောပြောချက်တစ်ခုကိုမှတ်မိကြပါလိမ့်မယ်လူဇာတိကိုခံယူထားတဲ့ညဉ့်ညံ့သိမ်မွေ့တဲ့သခင်လူလောကဗမိုင်းတစ်ခုလုံးရဲ့အပြစ်တွေကိုယူတင်ဝတ်ဆောင်ထားရတဲ့သခင်ကြမ်းတမ်းလွန်းတဲ့အဲ့ဒီဝန်တို့ရဲ့ရင်ဆိုင်ရမယ့်သေခြင်းရဲ့ကို လူသားပြည်ပြည်ပင်မစင်းရင်ကြီးစွာတွေးမိရှာတယ်စိုးထိတ်မိခဲ့ရှာတယ်ဒါပါဆန်းတယ်ဤခွက်ကိုလွန်သွားပြရစေတဲ့ဒီလိုတောင်မှဆူတောင်းခဲ့ရတယ်ပြီးတော့မှမိခုံးချုပ်ကအရေးအကြီးဆုံးကအဖအီအလိုတော်အတိုင်းဖြစ်ပါစေတော့ဘလောက်ထိရင်နာစရာကောင်းတဲ့အဖြစ်လဲအခုအချိန်မှလည်းခရစ်တော်ဟာအစိမ်းရှင်ရှင်ခံစားရတဲ့သေခြင်းဝေဒနာကြောင့်ကြီးမားသောအဆန်ကြီးနဲ့အော်ဟစ်တယ်အပြစ်သားယူရလူမျိုးမှလူဖြစ်ခဲ့ရသလို့ ရဲ့သေခြင်းဟာလူပီပီသေခြင်းပုံစံကိုအပြည့်အဝဆောင်သွားခဲ့တယ်။အကျွန်ုပ်ဖေဟာအကျွန်ုပ်ဖေဟာအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းတဲ့။ဆာလံသေခြင်းအမှတ်စဉ်28အစကို ပြန်ပြီးတော့ဖွင့်ကြည့်ပါ။အဲ့ဒီအတိုင်းဒါဝိမင်းကြီးရေးဖွဲ့ခဲ့ဘူးပါလေ။အကျွန်ုပ်ဖေဟာအကျွန်ုပ်ဖေဟာအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း။အကျွန်ုပ်ကိုမကယ်တင်ဘဲအကျွန်ုပ်အော်ဟစ်သောစကားကိုနားမထောင်ဘဲအဘယ်ကြောင့်အဝေးမှနေတော်မူသနည်းရဲ့လို့ဖြစ်ပါလေ။ ဒါပေမဲ့အပြေကတော့အစလမလမကန်ပါပဲချက်ချင်းပေါ်လာပါလေ22ခုမြောက်သောဆာလံအငယ်ဖုံးပါပါကိုတော်မူကားဣသရေလအမျိုးသားတို့ရှင်းမွန်းရာ၌ကျင်းဝတ်ရတန်ရှင်းခြင်းရှိတော်မူ၏တဲ့ဟုတ်ပါတယ်ဒါဝိတ်ရဲ့ရှေးခေတ်အချိန်ကာလမှာဣသရေလအမျိုးကို လူမျိုးတော်အဖြစ်ဆွဲယူထားလေတော့ဣသရေလဆိုပြီးဖုံးထားပါတယ်အခုအချိန်မှာတော့ဤကဘာအလယ်၌ကျင်းဝတ်ရတန်ရှင်းခြင်းရှိတော်မူ၏ဆိုပြီးတော့ ြောင်းလဲဖွဲ့ဆိုရမှာဖြစ်ပါလေစွန့်ပြစ်ခြင်းလို့ရင်မာခံစားရတာနဲ့အတူကျင်းဝတ်တော်မူခြင်းနဲ့တန်ရှင်းတော်မူခြင်းဟာနှလုံးသားနဲ့ထိတွေ့နေရတဲ့တစ္ဆတ်တစ္ဆတ်တီရှိနေတဲ့အရာဖြစ်ပါလေခံစားချက်ရောပြွနေပါလေလောကရန်သိခြင်းဆိုတဲ့အပြစ်သားတွေရဲ့သင်္ခါရဏိဂုံကြောင့်မဲ့ဖွဲ့ခံစားရဝေဒနာကိုခရစ်တော်ယူဆောင်သွားတာကိုကျွန်တော်ယုံကြည်ခြင်းနဲ့လက်ခံကြပါယုံကြည်ခြင်းနဲ့အပြစ်တွေကိုခရစ်တော်ဖလှယ်ပေးနိုင်တယ်ဆိုတာကိုသဘောပေါက်ပါ ။ဖန်ရှင်သောဖျားသခင်ဟာကျွန်တော်တို့ရဲ့အတစ်တွေးကိုခရစ်တော်အားဖြင့်အကျွင့်နဲ့ခွင့်လွှတ်ပေးပါလိမ့်မယ်။ဒီခါမှာတော့ယုတ်ကလတ်ဟာမြေမှာကွယ်ပြောက်သွားပြီနဲ့။သူမှုတ်သွင်းခဲ့တဲ့ဝိညာဉ်ဟာဘယ်တော့မှမပြောက်ဆုံးနိုင်တဲ့ပရတိဒုက္ခဘုံကောင်းကင်နိုင်ငံတော်မှာမုတ်ချနားခိုရမှာမလွဲဧကန်ဖြစ်တယ်လို့ကျွန်တော်တင်ပြလိုက်ပါတယ်။အငယ်58နဲ့58သူအရ၌ရက်နေသော သူ အချို့တို့သည်ကြားရင် သူသည်အေလိယကိုခေါ်သည်ဟုဆိုကြ၏ လူတယောက်သည်ချက်ချင်းပြေး၍ရေမိုးတရွေးနှင့်ပုံးရည်နှင့်ပြည့်စေပြီးတွင်ကျူလုံးပြား၌တက်၍ကိုတော်အားတောက်ဆိုင်သောငါပေးလေ၏။ဘာဖြစ်လို့လူတယောက်ဟာတကူးတကန့်ပုံးရည်နှင့်ရေမိုးတရွေးကိုကျူလုံးပြားမှတက်ပေးသည်လေ။69ခုမြောက်သောဆာလံအငယ်27မပြည့်စုံရင်မဖြစ်မှာမဟုတ်လို့တမင်ဖြည့်ပေးရတာပဲပေါ့။ပရောဖက်များရဲ့အနာဂတ်များပြည့်ဖို့ဆိုရင်အရာရာဟာကြံ့ညံဖမှန်လာပြီးဖြည့်ဆက်ပြီးတော့ပေးရတာကြီးပဲ။အခုဆိုရင်ကြည့် ခရစ်တော်ရဲ့ယန္တူအဝန်အဝိုင်းခရစ်တော်သေတာကိုအရသာခံကြည့်နေတဲ့ပရိသတ်တွေကတယောက်ကဒီဆာလံကျမ်းမှာဖော်ပြထားတဲ့အနာဂတ်ကျမ်းစကားကိုပြည့်စုံမှုရေမိုးဘုံမှုခရစ်တော်ရဲ့ပါဇက်မှာလာပြီးတော့တက်ပြီးလိုက်ရပြီတချို့ကခရစ်တော်ရဲ့အင်းကြီးကိုစည်ရံချပြီးတော့ပေးရတာရှိသေးတယ်လေတချို့ကခရစ်တော်ကိုလူမဆန်းစွာလှုပ်ပြီးတော့နှိမ့်ဆက်ပေးရတယ်တချို့ကခရစ်တော်ကိုယန္တုလက်ကိုအနှံပေးရတယ်ဒါတွေကဘာအကြောင်းဟုတ်တယ်လေခရစ်တော်ကိုမွေးဖွားဖို့အတွက် အပြိုကညာရဲ့ဝန်းဟာတောင်မှဒရီကိုဆောင်ယူပေးခဲ့ရသေးတယ်ဆိုတာအရှင်းရှင်းကြီးကျွန်တော်တွေ့ရပြီမဟုတ်ဘူးလားဒါဟာဘယ်လိုညင်းမလဲဒါအကုန်သမိုင်းနေတယ်ဖိတ်ပန်ကြီးကြတာမကြတာဆိုတာတွေကိုပေးချိတ်ဖြစ်ကိုပေးခဲ့ရတယ်ဖိတ်ပန်ကြီးကြနေရင်တော့လေဒီအနန္တတကောရှင်ဆိုတာဟာ မတိရှိနိုင်တော့ဘူးဒီသခင်ဟာကိုးကွယ်စရာအကြောင်းလေဘယ်တော့မှမရှိတော့ဘူးဘာလို့လဲဆိုတော့သိပ္ပံကိုပဲကျွန်တော်တို့ကကိုးကွယ်ရတော့မှာပေါ့ငွေ49နဲ့ငွေ90 ကျွင်းတော်သူတို့ကရှိစီတော့အေလိယသည်သူ့ကိုကယ်တင်ခြင်းဟာလာလာမီမလာမီကိုကြည်ကြကုန်အံ့ဟုဆိုကြ၏ယေရှုသည်ကြီးသောအဖန်နှင့်တဖန်ကျွေးကြော်ပြီးရင်အသက်တော်ကိုလွတ်တော်မူ၏အသက်တော်ကိုသူကိုယ်တိုင်လွတ်တာနော်ဒီအချက်ကိုအလေးအနက်ကျွန်တော်တို့စဉ်းစားကြပါအုံနောက်ထဲမှာထည့်ထားကြပါသေခြင်းနှင့်ဆိုင်သောဖြစ်ရများဆိုတဲ့အကြောင်းကိုဒီနေရာမှာဆက်ပြီးတော့ပြောဖို့လိုလာပါတယ်အငယ်51 ်ထိုအခါဗိမ္မာန်တော်ဤကလကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုပ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့သည်ကွဲပြားကြ၏သေသေးချေရသည့်အချက်ကိုဆင်ញင်ရမယ်နော်ကလကာဟာအောက်ကစကွဲတာမဟုတ်ဘူးအထက်ကနေအောက်ကိုကွဲတာကလကာတစ်ခုကိုလောကမှာဘယ်သူကဒုက္ခခံပြီးတော့အပေါ်ကတန်ကျိုးလေးပေါ်မရောက်ရောက်အောင်တက်ပြီးတော့ဆုပ်တာကြားဘူးလေဒီတော့ဒါဖျားမခင်လုတ်တာမဟုတ်ဘူးလားဗိမ္မာန်တော်ကလကာဟာခရစ်တော်ကိုကိုးစားပြုတယ် အခုသူ့ရဲ့ကိုခန္ဓာကွဲပြားသွားခြင်းဟာသူ့သိခြင်းဟာဘုရားသခင်စီကိုလမ်းဖွင့်ပေးလိုက်တဲ့သယုတ်သကံဧကံအမှန်ပဲ။ဒါကြောင့်ကျွန်တော်မှာခရစ်တော်အားဖြင့်ဘုရားသခင်နဲ့တိုက်ရိုက်ဆက်သွယ်လို့ရတယ်။ဂျားကလကမလိုဘူး။ဂျားပွဲစားမလိုဘူး။တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး7အငယ်9မှာအခုလိုဖော်ပြထားပါတယ်။ဘုရားသခင်တဆူတီးရှိတော်မူ၏။ဘုရားသခင်နဲ့လူတို့၏စัจ जा မှာလူဖြစ်သောယေရှုခရစ်ကြီးဟူသော အာမဂန်တူဦးရှိ၏။ အဲ့လိုပေါ်ပြထားတာကိုအလေးအနက်ဆင်ခြင်ဖို့လိုပါတယ်။ရှမသက်ခရွင်ကျန်းအခန်းကြီး28အငယ်52သင်ချိုင်းတွင်းတို့သည်ပွင့်လက်သဖြင့်ကျင်းဆက်လျက်ရှိသောသူတို့၏အလောင်းများစွာတို့သည်ထကြ၍ကိုတော်ဤထမြောက်တော်မူသည့်နောက်ထိုသူတို့သည်သင်ချိုင်းတွင်းမှထွက်၍တန်ရှင်းသောမြို့သည်သို့ဝင်ပြီးပြင်လူများစွာတို့အားထင်ရှားကြ၏။ဒီအချက်အလက်ဟာရှမသက်မှာသာတွေ့ရတဲ့ဖြစ်ချင်းပါပဲ။တခြားခရွင်ကျန်းဒီမှာမပေါ်ပြထားပါဘူး။ ဒါပေမဲ့ရှင်မသဲရဲ့ဖော်ပြချက်ဒီဟာရှင်းနေပါလေခရစ်တော်ရှင်ပြန်ထမြောက်ပြီးကောင်းကင်ဘုံကိုတက်ကြွတဲ့အခါမှာဟန်ရှင်သူများစွာတို့ဟာခရစ်တော်နဲ့အတူကောင်းကင်ဘုံကိုလိုက်ပွားကြမှာအေကံပဲဖြစ်ပါလေအေဖဲဩဝါဒစာအခန်းကြီး၄အငယ်၈မှ၃၀အတွင်းကိုကြည်ပါထိုသောနှင့်အညီကျမ်းစာ၌လာသည်ကားမြင်သောအရသို့တက်ကြွတော်မူသဖြင့်များစွာသောသူတို့ကိုဖမ်းသွားတော်မူ၍လူတို့အားဆုလက်များကို ပေးတော်မူသည်ဟု လာသည် အဲ့ဒီလိုအစချီတဲ့ကျမ်းစကားအရာဒါဟာအမှန်တရားတွေပဲလို့ကျွန်တော်ခန့်ယူပါတယ်။အငယ်53တုန်းကဘိမှန်တော်ကလကာကွဲပြီးတော့မြေကြီးလှုပ်တယ်ဆိုတာငရင်လှုပ်တယ်ဆိုတာကိုပြောတာပါ။ဒီငရင်ဟာအเจ้าမဲ့လှုပ်တာလို့ယူဆသလား။မဟုတ်ပါဘူး။ဘာအเจ้าလဲရှင်းနေတယ်လေ။ဂူတွေအကုန်လုံးအက်ကွဲထွက်ကုန်အောင်လှုပ်ပေးတာပေါ့။ဒီလိုဂူတွေကွဲပြီးဝိညာဉ်တွေကိုယ်တိုင်ကိုထင်ပြတယ်ဆိုတာကို အဲ့ဒီခေတ်ကာလတုန်းကမြို့တွေကအိမ်တွေကလူတွေကသက်သေခံတဲ့လူတွေရှိလို့ရှင်မသက်ရေးနိုင်တာပဲပေါ့ဝိညာဉ်တွေဟာလူတွေကိုကိုတင်ပြခဲ့တယ်နောက်ပိုင်းမှာ ခရစ်တော်နဲ့အတူကောင်းကင်ဘုံကိုတက်ကြွတယ်ဆိုတာဟာသေးသေးကွေကွေအံ့ဩဖို့နမိတ်လက္ခဏာမဟုတ်ခဲ့ပါဘူးဒီအချက်တွေကိုနှိုက်နှိုက်ချွတ်ချွတ်လိလရေးသားထားတဲ့စာအုပ်တွေရှိပါတယ်အဲ့ဒီအထက်မှာ Bishop Nicholson ရဲ့ကရာနီမ6လီလက္ခဏာဆိုတဲ့စာအုပ်ထဲမှာအထင်ရှားတွေ့ရပါတယ် ဒီစာအုပ်ဒီစာအုပ်ဟာစံပြုတ်လိုက်တဲ့စာအုပ်လို့လည်းကျွန်တော်ယူဆပါတယ် Bishop Nicholson ရေးသားတဲ့ကရာနီမှ6လီလက္ခဏာဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှမာဖဲခရစ်ဝင်ကျမ်းခန်းကြီး28ငွေ54ယေရှုကိုစောင့်သောတတ်မှုမှစ၍စစ်သူရဲများတို့သည်မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြည်လျင်အလွန်ထိတ်လန့်၍စင်စစ်ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏ဟုဆိုကြ၏ဒီအချက်ကိုရှင်မာခုဖော်ပြထားတာကလေးလက်ပါတယ် ယောမတက်မှုကဘယ်လိုပြောသလဲကျွေးကြော်သံနဲ့အသက်ချုပ်တော်မူသောခရစ်တော်ရဲ့ရှေ့မှာရပ်တန့်ပြီးတော့စင်စစ်ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏လို့ရဲရဲဝံ့ဝံ့ကြီးဆိုခဲ့တာကိုဆက်လက်ပြီးတော့ကျွန်တော်တို့ဒီရှင်မာကုထဲမှာတွေ့ရပါလိမ့်အောင်မယ်ဒီလိုယောမတက်မှုရဲ့ပြောင်းလဲခြင်းဟာဘာသာမအဖွင့်ကျမ်းတို့ theology တို့ကိုသူဖတ်ဖူးလို့လေသင်ပြရသောသမာကျမ်းကိုသူကြားဘူးလို့လားမဟုတ်ဘူးခရစ်တော်အသက်ဆုံးရာကားတိုင်းတော်အရေးအောက်မှာရပ်တန့်ရင်းနေတယ် ဖြစ်ပေါ်လာရတဲ့လူသားတစ်ယောက်ရဲ့နှလုံးသားမှာဝိညာဉ်သစ်တည်ရှိမှုကဲတင်ခြင်းနဲ့ widetilde မှုဒီလိုပဲကျွန်တော်ခံစားရတယ်ကျွန်တော်ဒီလိုပဲတင်စားခြင်းပါတယ်ဒါဟာအပြစ်သားဖြစ်တဲ့ကျွန်တော်တို့စီမှာပေါ်ပေါက်စေခြင်းနဲ့ခရစ်တော်ရဲ့ဆန္ဒသူ့အပေခံခြင်းရဲ့အန်တီမယဉ်မှန်းခြင်းဟာအပြစ်ပါအားလုံးကိုဒီကဘာတစ်ခုလုံးကိုဒီအသည့်ဝင်စေခြင်းနဲ့အတက်ပါပဲအငယ်55နဲ့56ဂါလိလဲပြည်ကယေရှုနောက်တော်၌အလုအကျွေးလိုက်လာသောမိမအများတို့သည်လည်း ထိုအရ၌အဝေးကကြည့်ရှု၍နေကြ၏ထိုမိမတို့တွင် မာဂရလမာယီယာကုပ်နှင့်ယောသေတို့၏အမိဖြစ်သောမာရိနှင့်ဇေဘေဒဲ၏သားတို့အမိပါဝင်သည်ယောသတ်၏သင်္ချိုင်းသို့ဆိုတဲ့အပိုင်းကိုအခုကြားပါဦးမယ်ရှမာသက်ခရဝင်ကျမ်းခန်းကြီး28အငယ်58ယအချင်းရောက်မှအရိမသဲမျိုးသားယောသတ်အမိရှိသောသတိသည်ယေရှု၏တပည့်တော်ဖြစ်ပြီဟင် သမာကျန်တခြားအပိုင်းမှာမစုံခဲ့ရတဲ့တပည့်တော်တယောက်ပေါ်လာပါတယ်။သတိဖြစ်တဲ့အရိမသဲမျိုးသားဖြစ်တဲ့သူ့နာမည်ကတော့ယောသတ်တဲ့ယောသတ်တဲ့ထက်ကုန်မှာစိုးရတယ်နော်။အရိမသဲသားကသတိယောသတ်အဲ့ဒီလိုသီးသန့်ကျွန်တော်မှတ်ထားဖို့လိုပါတယ်။ခရစ်တော်ရဲ့ဘဝမှာကျမ်းစာအရမလိုအပ်လို့အပြည့်အဝသာမဖော်ပြတာပြန့်နှံ့နေတဲ့တပည့်တော်တွေရှိနေပြီဆိုတဲ့အချက်ဟာဒီယောသတ်အဖြစ်သက်သေပြန့်နှံ့နေလို့ကျွန်တော်ထင်တယ်။ သူကအခုရဲတင်းကြီးပေါ်ထွက်လာပြီနော်အငယ်58တပြည့်တော်ဖြစ်သည်နှင့်ပိလက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏ပိလက်မင်းသည်အလောင်းတော်ကိုပေးခြင်းဟာအမိန့်တော်ရှိသောသူကတပည့်တော်အဖြစ်နဲ့ကိုကြည်ညာပြီးဒီအခွင့်အရေးကိုရဲဝန်တောင်းဆိုလိုက်တာပဲပိလက်ကလည်းပေးတယ်မပေးလို့ဒီအလောင်းကြီးကိုတခြားတောင်းတဲ့လူမှမရှိပဲဘာလို့မှလဲအငယ်56ကနေ60ယောသတ်သည်အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့်ပိုက်ရည်ပြီးလျင်ကြောက်လိုက်ထွန်းသောမိမိသင်ချိုင်းတစ်ထဲမှထားလိကြီးစွာသောကြောက်ကိုလည်းတွင်းဝ၌လှိမ့်ထားပြီးမှပွား၏ရှင်ယောဟန်ခရစ်ဝင်အရာဆိုရင်တော့အရိမသဲပတိယောသတ်နှင့်အတူခရစ်တော်စီကိုတစ်ချိန်ကလာပြီးတော့တိုးဝင်ချင်းကပ်ခဲ့တဲ့နီကောဒင်ဆိုတဲ့ပါရီရှဲဟာလည်းရေမွေးနံ့သားတွေနဲ့ရောက်လာတယ်လို့ဆိုတယ်။ရှေ့တန်းမှာမရှိခဲ့တဲ့မြစ်တာတော်လက်တံတွေဟာခရစ်တော်စီကိုရောက်လာခဲ့တဲ့အဖြစ်လို့ကျွန်တော်ခံယူမိပါတယ်။ ရှေ့တန်းမှာမရှိခဲ့တဲ့မြစ်တန်လက်တန်တွေလို့ကျွန်တော်ဖော်ပြတာကျမ်းစာတခြားအပိုင်းတွေမှာသူတို့ကထင်ကြီးရှားရှားကြီးပါဝင်ခဲ့ကြတာမဟုတ်ဘူးခရစ်တော်ရဲ့တမန်တော်တွေထဲမှာလည်းတပည့်တော်တွေထဲမှာလည်းသူတို့ကထင်ကြီးရှားမပါဝင်ခဲ့ဘူးအခုတော့အဲ့ဒီမပေါ်လွင်ခဲ့တဲ့မြစ်တန်လက်တန်တွေဟာခရစ်တော်ပြေဆုံးတဲ့အချိန်မှာ ရောက်လာခဲ့ပြီဆိုတာကိုကျွန်တော်တို့မြင်ရတယ်အင်မတန်မှစိတ်ထိတ်ကြိုက်စရာကောင်းတဲ့မြင်ကွင်းလို့ကျွန်တော်ခန့်ယူပါတယ်အငယ်67မာဂရာလာမာယီနဲ့အခြားသောမာယီပြီး ထိုအရ၌တင်းချိုင်းတော်ရှိမှထိုင်လျက်နေကြ၏အခုအချိန်မှာကျွန်တော်အစအဦးကဆိုခဲ့တဲ့ကရာနီတောင်ကုန်းရှိနားမှာရှိနေတဲ့ဂူတခုကိုခရစ်တော်ကိုသင်းကြရာအရအဖြစ်အမျက်တနိုးထိမ့်သိမ့်ထားပါတယ်ဒါပေမဲ့ကျင်းလက်ထောင်လောက်ကပထဝီအနေအထားကိုအတိအကျခံမှန်းဖို့တော့ပိုက်ပြီးတော့ခက်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီလိုသူ့ကိုလွတ်ဆွတ်ဖွယ်ရာအလှပြင်းပြီးတစားစင်နေတာမျိုးကိုခရစ်တော်မတန်းတာပါဘူး ူမိခင်မာရီအပါအဝင်အမျိုးသမီးတွေသူ့အလောင်းသားမှာပြတ်ဝတ်ပြီးတော့ငိုနေတာအလေးပြုနေတာမျိုးကိုလည်း तू မတောင့်ကြပါဘူး။ तू ဟာသူ့ရဲ့အသေးခံခြင်းပြန်လည်ရှင်သန်ထမြောက်ခြင်းနဲ့အပြစ်မှကယ်တင်ခြင်းဆိုတဲ့မေတ္တာတော်ဖခင်ရဲ့လမ်းစဉ်ကိုလူသားဖီအောင်လိုက်ဖို့ကိုသာတောင့်တတဲ့သခင်ဖြစ်ပါတယ်။သင်ကြိုင်းတဲ့အရှင်သရီမလစ်စီနဲ့ဆိုတာကိုတော့ဒီကျမ်းရဲ့ဤကုန်းပိုင်းအဖြစ်မြင်ရပါတယ်။ရှင်မာသဲခရစ်ဝင်အခန်းကြီး28အငယ်62မှ66အဆုံးအထိ အဖိတ်နှင့်လွန်၍လက်ဖြန်နှင့်ရောက်ဖြင့်ယေဘရဟိတ်အကြီးနှင့်ပါရိရှဲတို့သည်ပိလက်မင်းထံ၌စုဝေး၍ထိုလှည့်ပြသောသူကငါသည်သုံးရမြောက်သောနေ့၌ထမြောက်မည်ဟုမသေမီပြောသည်ကိုကျွန်ုပ်တို့မှတ်မိပါသည်ထို့ကြောင့်သူ၏တပည့်တို့သည်ညအခါလာ၍အလောင်းကိုခိုးယူပြီးဖြင့်သူသည်သင်္ချိုင်းမှထမြောက်တော်မူပြီးဟုလူအပေါင်းတို့အားပြောဆိုကြတော့ရှေ့အမှားတဲ့နောက်အမှားသာ၍ကြီးမည်ဟုစိုးရင်စရာအကြောင်းရှိပြီဖြစ်၍သင်္ချိုင်းတွင်းကိုသုံးရမြောက်အောင် လုံခြုံစွာစောင့်စိတ်သောငါအမိန့်တော်အမိန့်ရှိတော်မူပါဟုရှောက်ကြပြီပြိလက်မင်းကသင်တို့၌လူဆောင်တတ်ရှိပွားကြတတ်နိုင်သမျှအတိုင်းလုံခြုံစွာစောင့်စီကြဟုဆိုလေ၏ထိုသူတို့သည်ပွား၍ကြောက်ကိုတစိမ့်ခတ်ပြီးဖြင့်အဆောင်ထားလျက်သင်ချိုင်းတွင်းတော်ကိုလုံခြုံစွာပြုကြ၏အင်မတန်ကောင်းပါလေကျွန်တော်အင်မတန်ဝန်းပါပါလေခရစ်တော်ကိုသတ်တဲ့လူတွေကိုယ်တိုင်ကအဲ့ဒီလိုစီမံဆောင်ရွက်ပေးမှုဟာခရစ်တော်ယေရှုရှင်ပြန်မှုကို အတီးတူပေးလိုက်တာ ਨੇ အတူတူပါပဲအကယ်၍သူတို့ကသာအခုလိုတင်းချိုင်းကူမှာယောမအာနာနဲ့တစိ့ကြီးကိုမနှိပ်စစ်တပ်နဲ့တင်းတင်းကြီးကြီးမလုတ်ခဲ့ရင်သူတို့ပြောတဲ့အတိုင်းခရစ်တော်ရဲ့ရှင်ပြန်မှုဟာမသင်္ကာစရာဆိုပြီးတော့သူတို့ကိုယ်တိုင်ကဥဆောင်ပြီးတော့ကပုတ်ကြီးလေးလှုပ်သွားနိုင်ကြမှာပေါ့ဒီတော့ခါဝရအဖက်လန်းကို ပေးပိုင်တဲ့အရှင်ရဲ့တရားကိုရန်သူများကိုယ်တိုင်ကအခုအတီးတူပေးလိုက်ရတာ ਨੇ ပါထူးသေးတယ်လေဘလောက်အံ့ဩဖို့ကောင်းတဲ့နှုတ်ကပတ်တော်လေနောက်ထပ်အံ့ဩစရာတစ်ခုကတော့ ခရစ်တော်ဟာသူအသေးခံပြီး၃ရက်ပြောက်သောနေ့မှာရှင်ပြန်ထမြောက်နေဆိုတာကိုအခိုင်အမာပြောခဲ့စေကမူခရစ်တော်ဆန့်ကျင်ရေးသမားနဲ့ဣသရေလနိုင်ငံတော်ဟာအရှင်းမယုံမကြည်လက်မခံခဲ့တာကိုအသာထားခရစ်တော်ရဲ့ရှစ်တပြည့်တော်များဟာလေရှစ်လို့သာနားထောင်နေခဲ့ကြတယ်ခိုင်မာတဲ့ယုံကြည်ခြင်းမရှိခဲ့ကြပါကြောင်းဖော်ပြရင်ဒီကနေ့သင်ခန်းစာကိုရပ်နားကြပါစို့နောက်တစ်ချိန်အစီအစဉ်မှာရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး28ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။